အရှိတောင်အာရှသုံးနိုင်ငံသုံးတရုတ်တမရသွားရောက်မီအမေရိကန်နဲ့ကုန်သွယ်ရေးတင်မာနေစဉ်တရုတ်နိုင်ငံဟာအနေချင်းနိုင်ငံတွေနဲ့ဆက်ဆံရေးခိုင်မာစေဖို့အတွက်တမရရှိချေဖြင့်ဒီနှစ်အတွင်းပထမဆုံးပြည်ခေစဉ်အဖြစ်အရှိတောင်အာရှနိုင်ငံတွေကိုသွားရောက်ဖို့ရှိနေကြောင်းရိုက်တာသတင်းထုတ်ပြန်ချက်အရသိရပါတယ်သမရာရှိချေဖြင့်ဟာ AB 14ရက်နဲ့15ရက်တို့မှာ VN 15ရက်ကနေ16ရက်အထိ မလေးရှားနဲ့ကမ္ဘောဒီးယားနိုင်ငံတို့ကိုသွားရောက်မှဖြစ်တယ်လို့တရုတ်နိုင်ငံပိုင်ဆင်ဟွာသတင်းဌာနကဖော်ပြထားပါတယ်။အမေရိကန်သမ္မတအဖြစ်တော်နယ်ထရတဖန်ပြန်လည်တာဝန်ထမ်းဆောင်လာပြီးနောက်အခွန်စည်းချက်မှ145ရက်ခိုင်နှုန်းနဲ့ရင်ဆိုင်နေရတဲ့တရုတ်နိုင်ငံဟာအမေရိကန်ရဲ့ကုန်သွယ်ရေးစစ်ပွဲတန်ခံနေရတဲ့အခြားနိုင်ငံတွေနဲ့ဆက်ဆံရေးသွေးမြေပုံခြေလှမ်းတက်တွက်အလှရှားနေတာဖြစ်ပါတယ်။ထရရဲ့အပြန်အလှန်အခွန်စည်းချက်မှု မြင့်တင်ခဲ့တဲ့နိုင်ငံတွေထဲမှာကမ်ဘောဒီးယား59ရက်ခိုင်နှုန်း၊ VN 26ရက်ခိုင်နှုန်းနဲ့မလေးရှား24ရက်ခိုင်နှုန်းတို့ဖြစ်ပြီးတရုတ်ကလွဲပြီးကျန်နိုင်ငံတွေအပေါ်အခွန်ကောက်ခံမှုကိုယာယီဆိုင်ငံ့ထားမယ်လို့ထရက်ကဆိုပါတယ်။တရုတ်သမ္မတရဲ့ခီးစင်ဟာအင်းဒီချင်းနိုင်ငံတွေနဲ့ဆက်ဆံရေးသုံးမြင့်မယ်လို့အခုသတင်းမှမှဂရုပြုထားတဲ့အတိုင်းအရှိတောင်အာရှကိုရှက်ရှားပါပါခီးစင်တစ်ခုလည်းဖြစ်ပါတယ်။ ။လာမယ့်တနင်္လာနေ့မှာတော့တရုတ်နဲ့ VNN တို့ကြားရထားလန်စီမံကိန်းရဲ့အပါအဝင်သဘောတူညီချက်40ကိုလက်မှတ်ထိုးဖို့ရှိနေတယ်လို့သိရပါတယ်။ VNN ဟာရထားလန်းစီမံကိန်းအတွက်တရုတ်အကူအညီရယူထားပြီးနှစ်နိုင်ငံရခိုင်အစိမ့်ခေးစင်တွေမှာရထားဆန်ရပူအောင်ဆောင်ရွက်မှုသဘောတူညီချက်တွေမကြာခဏပါဝင်ခဲ့ပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။